မိခင်ကြီးခွင်လွန်သွားတဲ့ဖြစ်မှန်ကိုရှင်းပြလာတဲ့ရည်ရည်ပွင့်ဖြူမင်္ဂလာပါရှင်ဆယ်လီယင်စိုက်တာမှပြန်လည်ကြိုဆွန်လိုက်ပါတယ်ပရိသတ်ကြီးတွေချစ်ခင်အားပေးနေကြတဲ့နမဲကျော်ဘလော့ဂါဆောင်တွေဖြစ်တဲ့စိန်ဖြိုးလိုင်းရဲ့ရည်ရည်ပွင့်ဖြူကိုတော့သိကြမှာပါဒီနေ့မှစိန်မကောင်းစရာတဲ့တင်ကတော့စိန်ဖြိုးလိုင်းရဲ့ဇနီးဖြစ်သူရည်ရည်ပွင့်ဖြူရဲ့မိခင်ဒေါခင်တန်ဝင်းဟောင်းသွေးတွန်းရောဂါနဲ့သေဆုံးသွားခဲ့တာပါ ဒီလိုမျိုးနိုင်ငံတကာကိုပတ်ကရှောက်လင်းနေကြပြီးတော့အမေတရောင်လုံးတိတ်ဆုံသွားတာကိုတော့မသိဘူးဆိုပြီးတော့ရီပွင့်ဖြူကိုပြစ်တင်ဝေဖန်ပြောဆိုနေတာပါ။ဒါပေမဲ့လည်းသမီးဖြစ်သူရီပွင့်ဖြူကတော့ဒီကိစ္စနဲ့ပတ်သက်လို့ပြန်လည်ဖြေရှင်းလာခဲ့တာပါ။မြန်မာနိုင်ငံမှာဆိုရင်လူကြီးလူငယ်မျိုးတွေစိတ်ဝင်စားလောက်ထွေထွေဘူးတူတာရင်းရအောင်ဘလော့ဂါတွေကဗီဒီယိုတွေမျိုးမျိုးဖန်တီးနေကြတာပါ။ အခုခေတ်လူငယ်တွေကြားမှာမျိုးမျိုးသောနာမည်ကြီး blogger တွေများကြီးတဲ့မှာမှာစိန်ဖြိုးလိုင်နဲ့ရှိပွင့်ဖြူတို့ဆောင်တွဲလင်းကိုတော့တတိယမိကြမှာပါစိန်ဖြိုးလိုင်ဆိုတာကတော့တခြားသူတော့မဟုတ်ပါဘူးမြန်မာနိုင်ငံတိတ်တိတ်ကျန်အောင်မြင်းဆုံမင်းသမီးကြီးတလန့်ဖြစ်တဲ့နန္ဒာလိုင်ရဲ့မောင်ရင်းပဲဖြစ်ပါတယ်စိန်ဖြိုးလိုင်ဟာအမဖြစ်သူမင်းသမီးကြီးနန္ဒာလိုင်လိုပဲရုပ်ရှင်သရုပ်ဆောင်လောကတွေကိုဝင်ရောက်ခဲ့ပါသေးတယ် ရုပ်ရှင်လောကမှာတရုတ်ဆောင်မင်းသားလုပ်တော့ကမောင်ဆိုတဲ့နာမည်နဲ့စကားပေါင်းများစွာကိုရိုက်ကူးခဲ့ပါသေးတယ်။ဒါပေမဲ့လည်းချိန်တစ်ခုရတဲ့နောက်ပိုင်းမှာတော့စိန်ဖြိုးလိုင်တရောင်းနှုပညာလောကကနေရန်နာလိုက်ပါတော့တယ်။စိန်ဖြိုးလိုင်ရဲ့ဇနီးဖြစ်သူရီအဖွင့်ဖြူကလည်းအရှင်ကဇက်ဖို့မင်းသမီးတရောင်းရဲ့သမီးဖြစ်ပြီးတော့သူမကိုရိုင်းကလည်းဇက်ဖို့မင်းသမီးတလက်ပဲဖြစ်တာပါ။နောက်ပိုင်းမှာတော့စိန်ဖြိုးလိုက်နေကြီးပွင့်ဖြူလိုဆောင်တွဲကိုရောလူမှုကွန်ရက်ဆာမျက်နှာတွေမှာတွေ့လာရတာပါ သူတို့ဆောင်တွေလက်ထပ်ပြီးနောက်မှာတော့ခီးသွာပလော့လေးကိုလည်းပြိတ္တကြီးတွေကချိန်နဲ့တန်းအားပေးခဲ့ကြတာပါအခုမှတော့သူတို့စုံတွဲလေးဟာနိုင်ငံနဲ့ကဘာဘက်ကခီးသွားနေဘလော့တွေပြင်ကုန်အစားအသောက်ဘလော့တွေကိုပြိသက်ကြီးတွေအတွက် review လေးတွေလည်းပေးတတ်ကြပါသေးတယ်။သူတို့စုံတွဲလေးရဲ့ဘလော့တိုင်းလိုလိုမှစိတ်ဝင်စားဖို့ကောင်းတဲ့နိုင်ငံတွေရဲ့အကြောင်းတွေဟာတာလေးတွေပါရုံးတော့ပါဝင်တာတွေကြောင့်လူလူရဲ့ကြီးစုနှုန်းတွေစိတ်ဝင်စားမှုနှုန်းတွေကလည်းမြင့်တက်လာခဲ့တာပါ။ စိန်ဖြိုးနိုင်တဲ့ကြီးပွင့်ဖြူလိုဆုံးတွဲလေးကတော့အမြဲတမ်းပျော့ပျော့ရွှင်ရွှင်ပဲဖြတ်သန်းနေတာဖြစ်ပြီးတော့လူတိုင်းအားကြရလောက်တဲ့ဘဝမျိုးကိုလည်းပိုင်ဆိုင်ထားကြတာပါ blogger ဖြစ်တဲ့စိန်ဖြိုးလိုက်နေကြီးပွင့်ဖြူလိုဆုံးတွဲဟာနိုင်ငံတကာကိုလဲပတ်နေတဲ့ခီးသွွားဗီဒီယိုတွေကြောင့်အလုံးမရှိ၊ကိုင်မရှိလဲပတ်နိုင်ကြတယ်လို့ပုတ်ခံလာကြတာပါအခုလိုမျိုးသူတို့ရဲ့ blog တိုင်းလူလူကလူကြည့်များလာတာကြောင့်ဝင်ငွေအဆမတန်များစွာရရှိတာကအရင်ထပ်ပိုပြီးတော့ချမ်းသာကြွယ်ဝလာကြတာပါ ဒီလိုမျိုးနိုင်ငံတိုင်းကိုအလဲပတ်သွားနိုင်မှုဆိုတော့ဟာငွေကုန်ကြေးကြတတော်ကိုများပြလာတာပါဒီလိုမျိုးနိုင်ငံတကာကိုဘက်ကအလုပ်တွေလုံးဘလော့တွေဖန်တီးနေကြတာကြောင့်မိဘတွေဆွေမျိုးသားချင်းတွေနေဖို့ဆိုတော့သူတို့အတွက်ကတော့တကယ်ကိုအချိန်နည်းလွန်းတာပါအခုရီပွင့်ဖြူကလည်းသူမရဲ့မိခင်ဖြစ်သူတော်ခင်တန်းဝင်နဲ့ခွဲခွာပြီးတော့နေတာအချိန်တစ်ခုကြာခဲ့ပါပြီ။ ။သမီးဖြစ်သူရီဖွင့်ဖြူကတော့မိခင်ဖြစ်သူကိုတိုက်ခန်းတခန်းကိုတီးတဲ့ဝယ်ပေးကအဲ့ဒီတိုက်ခန်းမှာပဲဒေါခင်တန်ဝင်းတယောက်နေထိုင်ခဲ့တာပါ။ဒေါခင်သဝင်းတယောက်ကတော့မကွယ်လွန်ခင်ကာလကသွေးတိုးရောဂါကိုခံစားနေရတာပါဒီနေ့မှာတော့တယောက်ဆောင်ကြီးပွင့်ဖြူရဲ့မိခင်ဖြစ်သူဒေါခင်သဝင်းဟာသွေးတိုးရောဂါဝေဒနာကြောင့်လည်းသူနေထိုင်ရာတိုက်ခန်းမှာပဲကွယ်လွန်သွားခဲ့တာပါ ဒီလိုကွယ်လွန်သွားတာကိုတခြားသူတွေကတော့အပုတ်နဲ့နောင်ထွက်နေပြီးတမိဖြစ်သူကမသိဘဲနိုင်ငံတကာကိုပတ်နေပြီးအပြောလွန်နေတယ်လို့ဝေဖန်နေကြတာပါဒါပေမဲ့တမိဖြစ်သူရီအဖွင့်ဖြူပြောတာကတော့ဒီတင်းဟာမမှန်ချောင်းနေအမေကသူ့လက်ထဲမှာတဲ့နနက်စင်နိုင်ကျော်လောက်ကကွယ်လွန်သွားတာလို့ပြန်လည်ဖြေရှင်းလာတာပါပြိတ္တကြီးတွေကရောတရုံဆောင်ရီအဖွင့်ဖြူရဲ့မိခင်ဖြစ်သူဒေါခင်တောင်ဝင်းကောင်းရသူကတိလာဖို့ဆူတောင်းပေးသွားကြပါအောင်ရှင်